ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ ညီနောင်မဟာမိတ်တုံးဖွဲ့ထိန်းချုပ်ထားတဲ့ရှမ်းမြောက်တရုတ်မြန်မာနေဆက်မှုဆဲတရားငမ်းမိုင်ကျင်းစံကျော်နေဆက်ကိမှာကုံတယ်မှုတွေပုံမှုလှုပ်ဆောင်လာကြတယ်လို့တရားငမ်းမိုင်ရှိနေဆက်ကုံတယ်တွေစီကတီးရပါတယ်။တရုတ်ဘက်ကနေမြန်မာဘက်ကိုစားတော့ကုံတွေတည်ယူခွင့်ပြုနေပြီးမြန်မာဘက်ကနေပြောင်းမှုကြံမိတွေနဲ့ထင်ဆတာတွေကို တင်တွင်းခွင့်ပြုခဲ့ကဆက်ပစ္စည်းတွေကိုတော့တရုတ်ဘက်ကဆက်လက်ကန့်တန့်ထားစေဖြစ်တယ်လို့ဆိုပါတယ်။အဲဟုတ်တယ်ကုံတွေကြီးကတော့ အရင်ကထပ်ဆောင်တော့အများကြီးတော့လောက်လာကြပြီပေါ့အခုအဲမြန်မာဘက်ကနေဟိုဘက်ကို explore တော့တိတ်ထွေ ထူးတွေတော့တိတ်မတွေ့သေးဘူးပေါ့ငါငါကိုပစ္စည်းတွေအဲ import တော့ပစ္စည်းတော်တော်များများတွေတော့ဝင်နေပါပြီဆက်ပစ္စည်းအကြီးကြီးတွေကလွှဲရင်ပေါ့အဲ့လိုကတော့မတွေ့သေးဘူးကျွန်တော်အကုန်ဆုံးမှညာတော့တော်တော်များများတော့ဝင်ပါပြီ ကျင်းစံကြောနေဆက်ကိုပြီးခဲ့တဲ့မက်စလာကစပြီးတရုတ်ဘက်ကပြန်ဖွင့်ပေးခဲ့ပြီးမြန်ကုန်တယ်မှုတွေအနေနဲ့သာပြုလုပ်နိုင်ခဲ့ပြီးဇွန်လထဲမှာကုန်တယ်မှုတွေပိုလောက်လာတာဖြစ်ပါတယ်။ကျင်းစံကြောနေဆက်ကုန်တွေရဲ့အတွက်လာမယ့်ဇူလိုင်လကစပြီးအွန်လိုင်းအခွင့်အရေးစီကြမှုစတင်ကောက်ခံမယ်လို့ညနာမဟာမိတ်တုံးဖွဲ့ရဲ့အကောက်ခွန်ဌာနကကြေညာထားပါတယ်။ တရုတ်မြန်မာနယ်စပ်ကုန်းတွေရဲ့အတွက်အရေးပါတဲ့ဂျင်ဆန်ကျော့နယ်စပ်ဂိတ်ကိုပြီးခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးပထမလိုင်းအပြီးမှာမြန်မာမဟာမိတ်အုံဖွဲ့ကထိန်းချုပ်ထားတာဖြစ်ပါတယ်ရှင်။